သစ္စောတိယသစ္စောဆိုဒီနေရာမှာစကားပြောတဲ့အခါမှာဝစီသစ္စာလို့ခေါ်တယ်မန္နာကိုသာပြောရမယ်ဒီလားကိုပြောတယ်သစ္စောတိယဒီမန္နာပြောဖို့ဆိုလဲပထမရှားတယ်ခုခေတ်ဩဘုဒ္ဓမပါလေငါမချောဆိုလို့နည်းနည်းအဖြစ်ဆက်ကလေးတွေပါနေတတ် တိတိကျကျမှန်ကန်တာမဟုတ်ခွဲ့နဲ့ဖြည့်ဆွက်ကလေးတွေနဲ့ပြောသွားအဲ့ဒါဝစီသစ္စာဆိုစကားပြောရင်မှန်တာပဲပြောအောင်မဆိုဒီချက်ကဘလို့အရေးကြီးလို့တော့ဆိုကြီးတာကိုချင်းတရားနဲ့ပတ်သက်လာလို့ရှင်အလုံးရေးကြီးတဲ့ချက်ဖြစ်တယ်ဒါကြောင့်စုတိတကစောရက စပေကျမ်းကမှာသုံးနဲ့သုရိတကဆိုတာတရခံသောရကဆိုတာတရလို့တန်ခါးရိပိုင်းမှာလည်းပဲဒါရှိတယ်သောရကသုရိတကတရလို့တရခံအမှုကိစ္စရင်ဆိုင်ညပြီဆိုလို့ရှိရင်တရလို့လည်းမနာပြောသိလို့တယ်တရခံကလည်းမနာထွက်စုမနာပြောသိလို့တယ် အဲ့ဒါအသိအရေးကြီးတဲ့ချက်ဖြစ်တယ်ပေါ့နော်မမမကန်လှုပ်တာတည်းကလောကကြီးပါများတယ်ဒါကြောင့်ဝစီသစ္စာဆိုတဲ့ဒီစကားဟာဘလောက်တမိုးရှိတယ်လဲဆိုရင်ရှိကမနေ့ကဝစီသစ္စာတည်မြဲနေတဲ့အခါမှာဆိုရင်နှွယ်မြက်တစ်ပင်ဆေးဘက်ဝင်တယ်သစ္စာဆိုရတဲ့တွေပဲဒီ လူတွေအသုံးပြုနေတယ်ဒီတစ်ပင်တွေဟာပဲပရိစင်းလို့ပြတဲ့ပြောပေါ့ဝစီသစ္စာတီးနေတဲ့အချိန်မှာဘယ်ဟာပဲဖြစ်ဖြစ်ဆေးဖြစ်တယ်ဝစီသစ္စာ ပြည့်ရွံ့လာလို့ရှိရင်အကုန်လုံးဟာအစွမ်းတတ္တိတွေရောပါသွားတယ်ရှိတော့ကသစ္စာဆိုပြီးတော့အကောင်းပရိဖြစ်သွားတာလေအများကြီးရှိတယ်လေ စ္စာဆိုလိုက်တာနဲ့ဆေဒုက္ခတွေကလွတ်တယ်တစ္စာဆိုလိုက်တာနဲ့ခက်ခဲတွေကလွတ်မြောက်တယ်တစ္စာစကားဟာလွန်ဆန်းတတ်တာဖြစ်သွားကြောင်းမြတ်စွာဘုရားဟောတဲ့ပြိတ္တရာတော်ဒီထဲမှာပြိတ္တလို့ဆိုတဲ့အကာအကွယ်ဖြစ်ဘုရားဟောတာအဓိကအချက်နှစ်ချက်ကပါတော့ဆိုမေတ္တာနဲ့တစ္စာမေတ္တာနဲ့တစ္စာနဲ့ အနည်းကိုကာကွယ်နိုင်တယ်ဆိုပြောတာအဲ့ဒီမဲ့မေတ္တာဆိုတော့ထားတော့မေတ္တာဆိုတာဆွမ်းထက်တယ်ဆိုဒီမှန်တာပြောတာလေး ਨੇ တလို့ဆွမ်းထက်လားဆိုအဲ့ဒါကိုဆွမ်းထက်တာသစ္စာဆိုတာအမှန်တမ်းဆွမ်းထက်လို့ရှရဏပြိဝေဒာလီပြီမှာ ကကြီး၃မကကြီး၃မဆိုတာဒီကဆုရဲ့အတိပဲကဖြစ်ပေါ်နေတဲ့အချိန်ပိုင်းလို့သူတို့ဆိုလို့ရအောင်နော်အတိပဲတခြားအတိပဲပြောတာမဟုတ်ဘူးကပ္ပဆိုတာဖြစ်ပေါ်နေတဲ့အချိန်ဘဝပြည်မှာကိုပီယောဂကုဆက်ပြန့်နှံ့နေတဲ့အချိန်ဒါရောခန္ဓာကလို့ခေါ်တာပဲကဘာမှာ ဒါမပြောင်းမချင်းရောခန္ဓာကလို့ခေါ်တယ်။ကဘာအနှံ့ကုဆက်ပြတ်ပွားနေတာ။အဲ့ဒါအဲ့ဒီအချိန်ပိုင်းကိုပြောတာ။1919ခုနှစ်ကနေစပြီးတော့ခုချိန်တည်းအောင်ဒါယောဂရှိနေတုန်းဖြစ်သည့်အတွက်ကြောင့်ဒါကိုရောခန္ဓာကဆိုးတာနဲ့မဆိုးတာတော့နည်းနည်းကွာသွားတယ်။ဒါကိုရောခန္ဓာလို့ခေါ်တယ် ဒုတိယကမ္ဘာစစ်ကြီးတုန်းကစစ်ဖြစ်နေတယ်။1942ခုနှစ်မှာဒုတိယကမ္ဘာစစ်ဖြစ်တယ်။အဲဒီကနေပြီးတော့45လောက်ထိအောင်စစ်ပွဲတွေမပြီးသေးဘူးဆိုလို့ရှိရင်အဲ့ဒါတတ်ထန္တရကပ်ပဲ။ဘယ်နဲ့နစ်ချရလဲဆိုတာအဲ့ဒါကိုပြောတာကတ်ဆိုတာ။အတိဘေတခြားကိုပြောတာမဟုတ်ကပ်ပဆိုတာပိုင်းခြားတစ်ခုပြောတာနော်။ တော့အဲ့ဒီပိုင်းခြားတစ်ခုမှာဒီအန္တရာယ်ကျုံလာတဲ့အခါမှာဝိသလိပြည်မှာသူကဘာကစရုံဆိုမိုးခေါင်တာစမိုးခေါင်လိုက်တဲ့အခါကျတော့စိုက်ပြိုးတာတွေမအောင်မြင်တော့ဘူးကောင်းစပါးပဲနေရရိုးတယ်မဲ့ရှိပြီးအတိမထွက်တော့အဲ့ဒါဟုတ်ဘုန်းကြီးတို့လက်ထက်မှာကြားလိုက်တာဆိုရင် တီတီယိုပီးရမှဖြစ်တဲ့ကံမျိုးပေါ့နော်အဲ့တော့ခုခေတ်ကတော့တေယူပို့ဆောင်ရေးဒီတနိုင်ငံတနိုင်ငံပို့ဆောင်တဲ့ကြောင့်ရှေးကတော့မဆိုးဘူးလို့ပြောနေတယ်ထောက်ပံ့ကူညီမှုတွေလည်းမြန်ကုန်တယ်ဟိုရှေးတော့ကတော့တနေ့နဲ့တနေ့သွားဖို့ဆိုလွန်ခဲ့တယ်လေဘာမှပြည့်တဲ့မှာတော့မှာပဲတနေ့တနေ့သွားဖို့ဆိုလွန်ခဲ့တယ်အဲ့တော့ဝေဒလီပြည်မှာကကြီးဆိုင်နေတဲ့အချိန်မှာ တခြားမျိုးတွေရတယ်ကဒီလာကုဝုဆတ်တွက်ခက်တာအော်ကုဝုဆတ်တွက်ခက်တယ်နေရာကွက်ပြီးတော့မိုးခေါင်အဲ့တော့မိုးခေါင်ဒီအတွက်ကြောင့်အစာအိစာရှာပါအငပ်ပြီးပြဿနာဆိုင်အဲ့ဒါကိုဒုပိတ်ခန္တရာကတ်တခေါ်တယ်ဒုပိတ်ခာဆိုတာပိတ်ခာဆိုတာအစာအာဟာရဒုစာမပြည့်စုံတာ စာစာမပြည့်စုံတဲ့အန္တရာကပါကြားရမှာဖြစ်ပေါ်လာတဲ့အချိန်ပိုင်းတစ်ခုလို့ပြောတာနော်အဲ့တော့စကလုံးကသူ့ရနဲ့သူအတိတ်ပဲရှိတယ်ဒုဗိခာအန္တရာကပါအဲ့ဒါကိုပေါင်းခေါ်လိုက်တော့ဒုဗိခန္တရာကတ်အငပိဆိုင်တယ်လို့ပြောတာအဲ့ဒါအတိုင်းတစ်ခုဧသလိပြီမှာအဲ့လိုဖြစ်တယ် အဲ့ဒါကိုကြောင်းပြုပြီးတော့တခုဖြစ်နောက်တခုကနှိမ့်နွယ်လာတတ်တယ်တဝိကန္တရကဖြစ်တဲ့အခါဘာဖြစ်လာတော့လူတွေတေးကြကြေကြအစငတ်ပြီးတော့တေးရနေပြီးတော့ယောဂတွေဖြစ်လာပြန်ဘမပြီမှလဲနာခိပုံတိုင်းတိုက်တော့ကယောဂတွေဖြစ်တာပဲလေတို့ဒေသမှာ တခုဖြစ်လာလို့ရှိရင်နောက်ဆက်တွဲရတော့ယောဂဆိုပါလာတယ်အဲဒီလိုလေယောဂတရကတိဖြစ်လာတယ်လူတွေကပိုးသေးလာအဲ့တော့ငါလို့သေးတာရဲ့ယောဂဖြစ်လို့သေးတာရဲ့အဲ့လိုသေဆုံးမှုများတဲ့အခါမှာမိစ္ဆာနဲ့တည်းမကောင်းဆိုးဝါးတွေကလူရလူတွေတာလူလူတွေတိုင်းဝိုင်းနဲ့ရောက်လာပြီးတော့ နစ်ဆက်မှုတွေမမြင်ရတဲ့အတိုင်းအတာတစ်ခုနစ်ဆက်မှုတွေပေါ်လာတယ်။အဲ့ဒါကအာမနုတန္တရာခတ်လို့ခေါ်တယ်။လူမဟုတ်သူတဲ့ဘုဒ္ဓတရားတွေရဲ့လက်ချက်နဲ့သူတွေပိုသေးလာတယ်။အဲ့တော့ဝိသလိပြီးမှကကြည်သုံးမဆွာတော့ပြောတယ်။အဲ့ဒီတော့ကလည်းမြတ်စွာဘုရားဖာနဲ့ကဝယ်ပေးတာတော့ဆိုအခုပြောတဲ့ဝစီသစ္စာပဲ။ဝစီသစ္စာဆိုပြီးတော့ ရှရဏတုတ်ကိုဟောတာကြည့်တယ်။မြတ်စွာဘုရားသစ္စာစကားနဲ့ပဲဒီအကွယ်လောက်တာပဲ။အဲကိုဆိုတဲ့သစ္စာတရားမှန်ကန်မှုတော့လို့တယ်။ဒါကြောင့်မို့မြတ်စွာဘုရားပါတဲ့ဆုခိုင်းတာတော့ဆို။ရှံကိစီဝိတံဣရဝဟူရံဝါတက်ကိတုဝါယရတနာပဏိတံဒါနောတမအဋ္ဌိတ္ထသကတိနာအဲ့ဒါသစ္စာစကားပဲ။ ဆိုလိုက်တာဘာပြောတာတော့ဒီလောကကြီးမှာတဲ့လူပြည်မှာပဲဖြစ်ဖြစ်နတ်ပြည်မှာပဲဘယ်မှာပဲဖြစ်ဖြစ်နှစ်သက်မြတ်တို့ဝဲယရနာတွေရှိတယ်တဲ့အဲ့ဒီယရနာတွေတဲ့မှာမြတ်တို့ဝဲအကောင်းဆုံးနှစ်သက်ဖွဲအကောင်းဆုံးယရနာဟာဖရာယရနာဖြစ်ပါတယ်ဒါသစ္စာစကားပဲလေမှားစရာအကြောင်းမရှိဘူးဘယ်ယရနာတွေမှာ မြတ်စွာဘုရားလောက်တပ်ဖို့မရှိဘူး။လောကယေရနာတွေနှစ်သက်မြတ်နိုးွယ်တွေကြည့်လိုက်မယ်ဆိုရင်ဒီရံကိန်းစီဝိတ္တံဣရဝဟူရဝသက်ခေသူဝလူပြေတွေမကဘူးနတ်ပြေပါ။မောမြတ်တဲ့ယေရနာတွေရှိတဲ့ထဲမှာဖရာယေရနာဟာမြတ်ဆုံးပဲ။ ဣဒံဘိဗုဒ္ဓရတနံပဏိတံဒါဟာမြတ်စွာဘုရားရဲ့ဂုံကျေးဇူးတွေဟာဓမ္မပုံမြတ်တဲ့ယရနာဖြစ်တယ်